ိကျူယောဂကိုပိုဆိုးစေတဲ့အလေးအထားဆိုရရှိပါရနော်စိကျူယောဂကမျိုးဗီဇာကြောင့်မဟုတ်ဘဲနဲ့နေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ကိုကစမ်းမာရေးကောင်းလို့ရဆိုလို့ရှိရင်တော့အကောင်းမွန်တဲ့အလေးအထားတွေကိုပဲပြုလုပ်ပြီးတော့စမ်းမာရေးကောင်းစေဖို့အားထုတ်ဖို့အတွက်လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့စိကျူယောဂကိုပိုဆိုးစေတဲ့အလေးအထားလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် ပထမအောင်ဆုံးတစ်မျိုးကတော့တကြားပါတဲ့အချိုရည်တွေကိုအများကြီးတောက်သုံးတာပါအချိုရည်တွေကိုအထင်းကိုမရှိဘဲနဲ့တောက်သုံးတာကစိတ်ကြောကောဖြစ်စေနိုင်ပါတယ်လူအများစုကဖျော်ရည်တွေကပေါ့နော်ကျန်းမာရေးအတွက်အကောင်းတယ်လို့အထင်မှားနေတတ်ကြပါတယ်လက်တွေ့မှာကတော့အချိုရည်ထဲမှာကတကြားဓာတ်များစွာပါဝင်နေပါတယ်ရေငတ်လို့ရှိရင်ရေတောက်တာဒါမှမဟုတ်တကြားမပါဝင်တဲ့လက်ဖက်ရည်ကော်ဖီတွေတောက်တာမျိုးကိုပဲပြုလုပ်တင်ပါတယ်ရှင် ။ဒါနဲ့တစ်ချက်ကတော့အထိုင်များတာပါ။ဗမာကျမ်းမာရေးအဖွဲ့ကနေပြီးတော့နောက်အနည်း20မှာအာရှနိုင်ငံတွေမှာပေါ့နော်။စီစီယောဂဖြစ်ပွားနှုန်းက60ရာခိုင်နှုန်းတက်လာမယ်လို့သတင်းထုတ်ထားပါဗျ။ဆယ်နှစ်အတွင်းမှာပေါ့နော်။ပြည်နယ်နိုင်ငံမှာလည်းစီစီယောဖြစ်နှုန်းကနှစ်ဆတက်လာပါဗျ။ဒါကတော့လူတွေကပေါ့နော်။အထိုင်များပြီးတော့ကိုလာလှုပ်ရှားမှုတွေနည်းလာတဲ့အတွက်ကြောင့်မို့လို့အဝလုံလာလာဖြစ်ပါတယ်။ဒါဟာဆိုလို့ရှိရင်လည်းစီစီယောဂကိုပိုးဆိုးစေနိုင်ပါရဲ့ရှင်။ လာတဲ့တစ်ချက်ကတော့ညာဘက်ညှင်းလက်စွာနေတာပါတနည်းကို6နာရီထက်ပိုပြီးတော့မအိပ်ဘူးဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့အစီအဝါဖြစ်စဉ်တွေကိုအနှောက်အယှက်ဖြစ်စေပါတယ် ဒါကြောင့်စီရောကောင်ထိမ့်ချုပ်ရခက်လာပါလိမ့်မယ်နော်။အေးမပြောတာကဗိုက်စာစေတဲ့ပေါ့နော်။ဟော်မုန်းကိုထွက်စေတဲ့အတွက်ကြောင့်မို့လို့ကိုယ်လေးချိန်ကိုလည်းတက်လာစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ပုံမှန်အိပ်ဖို့အတွက်လည်းအရေးကြီးပါတယ်ရှင်။နောက်တစ်တစ်မျိုးကတော့မနက်စာမစားတာပါ။အလုံးရှုပ်တဲ့အတွက်ကြောင့်မို့လို့မနက်စာမစားရတဲ့နေ့တွေလည်းရှိနိုင်ပါတယ်နော်။မနက်စာကတနေ့တောင်မှအရေးကြီးဆုံးအစားအစာဖြစ်ပါတယ်။ဒါကအသင့်ကိုတနေ့တာလုံးအတွက်အစာရည်နေပေးပါလိမ့်မယ်နော်။မနက်စာလွတ်တာကအချိန်အများကြီးကိုမတတ်တာစေပါဘူး။ဒါကစီရောကဖြစ်စေဖို့ အတွက်ပဲအကြောင်းဖြစ်လာနိုင်ပါတယ်။နေ့ရက်စာမတိုင်ခင်အထိဗိုက်စာနေတာကခန္ဓာကိုယ်ထဲမှာပြောင်းလဲခြင်းတွေကိုဖြစ်စေပြီးတော့အင်ဆူလင်ထွက်ခြင်းကိုလည်းနှောက်ယှက်ပြီးတော့တခြားဓာတ်ကိုလည်းတက်စေပါတယ်ရှင်။နောက်ဆုံးလိုမျိုးကတော့ညာဘက်မှာအစာပြေစာစားတာပါ။ညာစာစားပြီးတဲ့နောက်မှာအစာပြေမှုတွေထပ်စားတာကစီးကျူရူနာတွေအတွက်တာမီးရမယ့်အရာပဲဖြစ်ပါတယ်။ ကျမရင်းနဲ့မညီညွတ်တဲ့အစာပြေစာမှုတွေကကိုယ်လင်းချင်ကိုတက်စီပြီးတော့ညာဘက်အစာစားခြင်းကသွေးထဲမှာရှိတဲ့တကြားတက်တွေကိုတက်စီပါတယ်။ညစာစားပြီးတော့ထစားလို့ရဆိုရင်တော့အတိအသီးတွေကိုပဲစသုံးပေးဖို့အတွက်ကြံပေးချင်ပါတယ်ရှင်။ဒီလောက်ဆိုလို့ရှင်စီရောကပုံစိုးစေတဲ့အလေးထားလေးတွေကိုတိကျလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။